ငယ်ဆက်ဖြတ်ကျော်မှုကန့်သက်ချက်တွေကိုဖယ်ရှားဖို့ကမ္ဘောဒီးယားကဩဇာရှိတဲ့ခေါင်းဆောင်ဟောင်ဟွန်ဆန်ကထိုင်းနိုင်ငံကိုနှင်းလာနေကရာဇတန်ပေးလိုက်ပါတယ်။မလုံဆောင်မှာကထိုင်းတစ်တီးတွေနဲ့ဟင်းဒီဟင်းရတွေကိုနိုင်ငံထဲအဝင်မခံဘဲပိတ်ပင်သွားမယ်လို့ဆိုပါတယ်။အခုဖြစ်ရဟာနှစ်နိုင်ငံကြားငယ်ဆက်အငင်းပွားမှုနောက်ဆုံးဖြစ်ရလည်းဖြစ်ပါတယ်။မြန်ဆိုင်အောင်ဒရီကန်နယ်မြေလိုလူတိကြတဲ့အငင်းပွားဒေသမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ပြီးတဲ့နောက်ကမ္ဘောဒီးယားစစ်သားတအုပ်ကမေလ28ရက်နေ့ကတည်ဆုံးခဲ့ပါတယ်။အဲ့ဒီ3 gun ဒေသဟာထိုင်းလာအိုကမ္ဘောဒီးယား၃နိုင်ငံစုံတဲ့နေရာဖြစ်ပါတယ်။မိမိကိုယ်ကိုခုခံကာဝယ်ရတဲ့အနေနဲ့ပစ်ခတ်ရတာလို့ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်ဖက်လုံးကပြောကြပါတယ်။ကမ္ဘောဒီးယားနိုင်ငံနဲ့နယ်စပ်ထိန်းချုပ်တာတွေကို ထိုင်းနိုင်ငံကမကြသိမ်းမီကတင်းကျပ်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကလည်းသူ့တပ်ဖွဲ့တွေကိုတောက်ကြာနေကအစင်သက်အနေထားနေဖို့အပြည့်အဝတက်လှန်ထားခဲ့ပါတယ်။ထိုင်းရုပ်တံဇလန်းတွဲတွေနဲ့ရုပ်ရှင်တွေကိုနိုင်ငံတွင်းမပြတာဖို့ကိုလည်းပိတ်ပင်ခဲ့ပါတယ်။နမဲကြီးနေဆက်ဂိတ်ကို ပိတ်ပစ်လိုက်ပြီးတော့ထိုင်းနိုင်ငံကအင်တာနက်ဆက်သွယ်ရေးကိုလည်းဖြတ်တောက်လိုက်ပါတယ်။လက်ရှိဝင်ကြီးချုပ်ဟွန်မာနက်ရဲ့ဖခင်ဟွန်ဆန်က တိုင်းပြည်ကိုမေကုံကြောကြားရမှာနေဆက်ဖြတ်ကျော်မှုကန့်သက်ချက်တွေကို24နာရီအတွင်းမရုတ်သိမ်းပေးပါကထိုင်းနိုင်ငံကတင်သွင်းတဲ့တတိနဲ့ဟင်းဒီဟင်းရအားလုံးကိုပိတ်ပင်သွားမယ်လို့ချိန်ချောက်ပြောကြားခဲ့ပါတယ်ခင်ဗျာ။ လောကောမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာ TV YouTube Channel မှာမမဝင်ပြည့်ချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။